City Channel ကိုစောင့်မြော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့အပြူစင်ရဲ့လေချောင်းသွေးဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြသွားမှာဖြစ်ပါရစေ။ဒီဇာတ်လမ်းကိုတော့ကျွန်မ MC ခိုင်ကဖတ်ပြသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့စလိုက်ကြရအောင်နော်။အပြူစင်ဤလေချောင်းသွေးကန်တောင်ကျေးရွာရဲ့အနောက်ဖက်တောင်ကြီးရဲ့မှာအပြူပေါ်ဝင်ပြီးဖြစ်တဲ့မိမငယ်၃ယောက်ကပလိုင်းကူစီဖြစ်တောထဲကိုဝင်လာခဲ့တဲ့မြစ်စုတွေကိုရှာရင်လာချင်းဖြစ်တဲ့ ထိုမင်းမငယ်၃ယောက်မှာတောထဲကထွက်တဲ့ဟင်းစားတွေကိုအမြင်ရှာဖွေနေကြသူတွေဖြစ်တဲ့အတွက်ဤတောဤတောင်ဟာသူတို့အဖို့ပျော်ပွေကောင်းတဲ့နေရာတစ်ခုဖြစ်သတ်မှတ်ကြကအကြောင်းလမ်းမရှိသွားလာကြတယ်။ဟဲ့ဆူဆူဒိုးရှိနာဝင်းယုံလောက်ဆိုရွာလူတိုင်းရောက်ဖူးနေလို့မြစ်ဆို့တွေမရှိတော့တော့ဘူးဟာ။ရှိမှာပါ။ကုတလုံးရွာလူတွေအလုံးများနေလို့တောပတ်မရောက်ကြပါဘူး။ဘာကိစ္စမရောက်ရမှာဟိုနေ့ကပဲမိုင်းလာချူလို့အုပ်စုတောတက်ပြီးမြစ်ဆို့လာရှာတာအများကြီးရတယ်။ အစ်စ်တီထွက်မှာပေါ့ဟဲ့ဒီတော့ထဲမှာဝေယုံကအများကြီးပဲတို့တွေလုံလုံလောက်လောက်ရမှာပါမိမငယ်၃ယောက်ကပြပြဆူဆူဖြင့်တောထဲရှိလမ်းငယ်လေးအတိုင်းတက်သွားကြတယ်တောထဲကိုအတော်တန်ဝင်မိတဲ့အခါဝေယုံတော်ဘက်ကိုရောက်လာကြတယ်ထိုတောထဲမှာဝေယုံတော်ကမင်းမှုထားတဲ့အတွက်အခြားတစ်ပင်တို့မရှိပါမိုးရံသည်ဖြစ်တဲ့အတွက်ဝေယုံအောင်ရှိမြစ်ဆုနုနုလေးတို့မှမြေပေါ်ကိုတိုးတိုးထန်ထန်ထွက်ပေါ်နေတယ်ဟာမြစ်ဆုတွေအများကြီးပဲဟာဟုတ်ပါတို့တွေလိုတဲ့လောက်ယူချရအောင် မြစ်ဆွလေးတွေညှို့ထွက်နေတာပဲဟေးဟေးမိန်းကလေးငယ်၃ယောက်မှဝယုံနေတဲ့အောက်ခြေမှာမြစ်ဆွတွေကိုမြင်လိုက်ရတာကြောင့်အမောပြေကအလွန်ပျော်ရွှင်သွားကြတယ်။ပါလာတဲ့မြစ်ထိုးထားတဲ့ဓားကို ထုတ်ယူကမြစ်ဆွရဲ့အောက်ခြေအရှင်မှာထိုးကလေးပြီးမြစ်ဆွတွေကိုတူးယူကြတယ်။ ရလာတဲ့မြင့်ဆို့တွေကိုအခွန်ကျန်းတွေခွာပြီးပါလာတဲ့ပလိုက်နဲ့ထဲတယ်။မြင့်ဆို့တွေကိုဒါမဲပြီးတော့ချွေးယူနေကြတဲ့မိမငယ်လေး၃ယောက်မှတယောက်နဲ့တယောက်တတိမထားမိကြပါ။မြင့်ဆို့များလုံလောက်အောင်ရှားနောက်တဲ့အခါအတန်ပြုတ်ပြီးလူစုကြတယ်။သို့တော့သူတို့၃ယောက်ထဲမှထားခင်ဆိုတဲ့မိမငယ်လေးကပုံမလာသေးပါ။ထားခင်ဟာဆူဆူနဲ့ ပူဆုမတော့မြစ်ဆုချိုးယူနေတဲ့အနာမှာအနှဲငယ်ဝေးရာဝေယုံပင်အောက်ကိုသွားကချိုးယူနေတယ်။ထိုဝေယုံပင်အောက်ရှိမြစ်ဆုတွေမှာအချားဝေယုံပင်အောက်ရှိမြစ်ဆုတွေထပ်ပေါ်များနေ။ဒါကြောင့်သူမလည်းပလိုင်းကိုပေးချပြီးဓာတ်တစ်ချောင်းနဲ့မြစ်ဆုလေးတွေကိုဂယုတဆိုင်ချိုးယူတယ်။မြားမြောင်လာတဲ့မြစ်ဆုတွေကြောင့်သူလည်းပုံဝင်ချင်းကိုသတိမထားမိပါ။သူ့ရဲ့အနောက်ဘက် ဝင်းယုံကွေမှာတော့ကိုးရောင်ချာကြီးတကောင်ဟာသူ့ကိုချောင်မြောင်ကြည့်ရှုနေတယ်။ထားခင်လေချွေးယူထားတဲ့မြင့်ဆိုတွေကိုအခွန်ခွာဖို့အတွက်အကြနာထိုင်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့မမြင်လိုက်တာကတော့အဝါရောင်အစင်းချတွေနဲ့အလွန်ကြီးမားတဲ့ကြားကြီးတကောင်ထိုကြားကြီးဟာသူ့ထံကိုတလန်းချင်းတိုးဝင်လာရင်မှန်ပြနေတယ်။ထားခင်ဟာမိမိရှိကကိုးရောင်ချာကြီးကမှန်ပြကလာနေတာကြောင့်အနောက်ကိုတဖြည်းဖြည်းချင်းဆုတ်တယ်။လက်ထဲမှာကြိုက်ထားတဲ့မြင့်ချိုးထားတဲ့ဓာတ်ကိုကြားကြီးဘက်ချိန်ရွေးရင်ထွက်ပြေးရင်ပြင်းနေ။ဒါပေမဲ့သူ့ရဲ့ပြေးလန်းက တော့ဝါးပင်တို့ရှုပ်ထွေးစွာပေါက်နေတဲ့အတွက်သူမပြေဖို့မလွယ်ပါကြားကြီးဟာသူ့ကိုတစ်ချက်မျှပင်အလိုမပေးပါသူမကအနောက်ကိုဆုတ်လာရင်အနောက်ရှိကြောက်တုံးကိုတိုက်မိကလဲကျသွားတယ်ဟာအရှိတယ်ရှူသွားသွားသူမလဲကြသွားပြီးပြန်ထရန်လို့စင်ကြားကြီးကသူမကိုခုံအုပ်ရန်ရွှေပါတော့တယ်။သူမလည်းလက်ထဲမှာကောက်မိကောက်ရာကောက်ထားတဲ့ကြောက်တုံးဖြင့်ကြားကြီးကိုပြစ်ပေါင်လိုက်တယ်။ဝီဒုတ် လက်တက်ဆုပ်သားသားကြောက်တုံးကကြားကြီးရဲ့နှစ်ဖူးတက်တက်ကိုသွားမှန်နေကြောက်တုံးမှန်သွားတာကြောင့်ကြားကြီးကခေါင်းတစ်ချက်ရှံကဟင်းလိုက်တယ်ဝေါ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 ဟုဆိုအတန်နဲ့အတူချွတ်များတဲ့ကြားရဲ့အဆွေဖူးဖွေးကိုနောက်ဆုံးသူ့မှမြင်လိုက်ရတယ်ထားခင်ရဲ့ကိုလုံးလေးဟာကိုးတော်ကြားကြီးရဲ့ပဆက်သူတရွတ်တိုက်ပါသွားပါတော့တယ် ဆိုးဆိုးနဲ့ပူဆိုးမနှစ်ယောက်ကထားခင်ကိုအတန်ကြာအော်တန်ပြုတ်ကခေါ်ပေးမဲ့လဲထားခင်ကရောင်းမလာခဲ့ပါဘလို့လုံးမလဲပူဆိုးမပြန်ချင်ရောက်နေပြီးထားခင်ကရောင်းမလာသေးဘူးလာတို့တွေဝဲယုံပင်နေအောက်ကိုလိုက်ရှာကြရအောင်ဒီကောင်မှမြစ်ဆုပ်ကောင်းနေတွေ့ပြီးအိမ်ပြန်ချိန်မင်းနေတာထင်နေဟုတ်ပါလာဆိုးဆိုးတို့တွေသွားရှာကြမယ်ထိုတို့ဆိုကနှစ်ယောက်သားဝင်းယုံတော်တဲ့ကိုဝင်လာခဲ့တယ်။ဟဲ့ဆူဆူဒါထွေးခင်ရဲ့ပလိုက်မင်းဟုတ်တယ်ဒီမှာသူချိုးထားတဲ့မြစ်ဆုပ်လေးလေ လိုင်းုံဒီမှာထားခဲ့ပြီး तू ကဘယ်ရောက်နေရလဲလက်ခောက်မှုပ်ပြီးခွန်လိုက်ပူစုမှအချိန်သိမ့်ရှိတော့ဘူးဝုတ်ဝူးဝူးလက်ခောက်မှုန်တန်ဖြစ်ပါတယ်ပူစုမကအတော်ကြောင်လက်ခောက်မှုပ်ပြီးခေါ်ပေမဲ့လေထားခင်ကတော့ရှောင်းမလာသေးပါဒီကောင်မတို့စနေတာများလားကြည်စန်း तू ပလိုင်းနေရမြစ်တီကျဲပြန့်နေတာမဟုတ်မှလွဲရောထားခင်တခုခုပြစ်နေရများလားဟဲ့နေရာလဲပေါက်ခဲ့ရတယ်တငယ်ချင်းနှစ်ယောက်ကထားခင်အတွက်စိတ်ပူသွားကြတယ်တနေရာတော့ဝေယုံပဲအောက်မှာတော့ ဆူဆူဒီမှာကြည်စမ်းဒါထားခင်ရမြင့်တူးတဲ့ဓာပဲဟာဟေးဒီဝါရပေါ်မှာသွေးဆက်တွေဖျားဖျားထားခင်ဒုက္ခရောက်ပြီထင်နေငါတို့အမြန်ပြန်မဖြစ်မဲ့ပူစုမဒီတိုင်းဆို ထားခင်ဒုက္ခရောက်နေတာသိကြပြီဆူဆူနဲ့ပူစုမတို့ထားခင်ကိုစိတ်ပူသွားပြီးရွာကိုအမြန်ပြန်လာကလူကြီးတွေကိုပြောပြတယ် ထားခင်ရဲ့မိဘတွေလည်းသမီးလေးကိုစိတ်ပူသွားပြီးတောဘက်ကိုလိုက်တက်သွားကြတယ်။တောနှက်ကြီးအလဲရှိတဲကြီးတစ်ခုအတွင်မှာလူတယောက်ဟာနီးရဲနေတဲ့သွေးရည်ထည့်ထားတဲ့ခွက်ကိုကမ်းမြောက်ပြီးတခုခုကိုပူဇော်ပသနေတယ်။ထူစဉ်ကြားကြီးဟာကြိုက်ချလာတဲ့မင်းကလေးကိုမြေပေါ်ပစ်ချပြီးကြားဟိတ်တန်တစ်ချက်ပြုတ်လောက်ကတစ်ပင်အောက်မှာချထားတဲ့အဝတ်စာကိုငုံပြီးနမ်းလိုက်တယ်။ထူကအဝါရောင်အစင်းချပါတဲ့ကိုးထောင်ကြားကြီးဟာတဖြည်းဖြည်းနဲ့လူသားတယောက်တစ်တန်ဖြစ်လာတယ်။ ခန္ဓာကိုယ်မှာကျန်းရှာလာတဲ့အမွှေးမြေများတဖြည်းဖြည်းပျောက်သွားပြီးလူသားယောက်ျားစင်စစ်ဖြစ်သွားတယ်။ထိုလူရဲ့ရှင်ဘက်မှာမန်ဖီနေတဲ့ကြားရုပ်တက်တူထိုးထားတယ်။သူ့ရှင်ဘက်မှာကြားရုပ်ဟာအလွန်အသက်ဝင်လာတယ်။ထိုလူဟာမြေပေါ်ရှိအဝတ်အစားကိုကောက်ယူကာဝတ်ဆင်ပြီးစောစောကကြိုက်ကြည့်လာတဲ့မိန်းကလေးကိုပြုတ်ယူကာတလပတ်ဆရီနဲ့မိုးကန်ထားတဲ့တဲကြီးတဲကိုဝင်သွားတယ်။စတုထမြောက်အပြိုစင်စနေသမီးပါစရာ။ ထိုလ်လူဟာတဲတဲ့ကိုရောက်ရင်ချီမထားတဲ့ main ကလေးကိုအောက်ကိုချကသူ့ကိုယ်တိုင်ဒူးထောင်ပြီးတော့သူ့အရှိမလူကြီးကိုတရူတသိလျှောက်တယ်။ထိုရှိမလူကြီးကလက်ကနေကင်ထားတဲ့ခွက်ကိုချပြီးလူငယ်ဘက်လှဲ့လာက main တိတ်တော်တဲ့အောင်ထင်းငါပညာနောက်ဆုံးအဆင့်အောင်မြင်သွားရင်ငါကိုအကျိုးဆောင်ခဲ့တဲ့မင်းလိုသစ္စာရှိတဲ့လူကိုပညာအဆင့်ကောင်းကောင်းတိုးပေးမယ်။ကျေးဇူးတင်ပါတယ်ဆရာ။ အေးဒါနဲ့ဒီမင်းကလေးအသက်ရှင်သေးရဲ့လားငါရဲ့နတ်ဆိုးသခင်ကအရှင်လက်လက်လူသားရဲ့သွေးမှကြိုက်တာမင်းသိရဲ့နော်တိတိပါရဲ့ဆရာကောင်မလေးကမသိသေးဘူးခဏသတိလင့်နေတာပါဟာ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 ကောင်းတာပေါ့ကွာသတိလင့်နေတော့ပိုကောင်းတာပေါ့ကဲကလေးမကိုရစ်ကြောက်တုံးပေါ်တင်လိုက်ပါဒါနဲ့သူကအပြူစင်စနေသမီးတေးကြပါရဲ့နော် တေးကြပါရဲ့ဆရာအပြူစင်စနေသမီးပါအေးအေးဒါဆိုအချိန်မလင့်ခင်ကိစ္စတုံးနိုင်ကြရအောင်ရှင်ဘတ်မှာကြားကြီးရုပ်ပါတဲ့သူကကျမ်းပြင်မှာတတိလင်းနေတဲ့မင်းကလေးကိုချိမပြီးတော့ကြောက်ပလင်ရစ်စင်ထက်ကိုတင်ပြီးတော့ချိလက်တို့ကိုချိနှောင်ထားလိုက်တဲ့ ်ပြီးတော့ဆီယံဆိုတဲ့သူကတထွာတသာရှိတဲ့အသွားမြနေတဲ့ဓာတ်ကိုကင်ပြီးကောင်မလေးအပေါ်ဝေးရန်လိုက်တယ်။နှုတ်ကလည်းမန်နန်တပုတ်ကိုမတိုးမချေရွှင်လိုက်တယ်။ထိုစဉ်ရစ်စင်ထဲမှာမင်းကလေးကသတိရလာပြီးလူးလွန်လာတယ်။ခြေလက်နှစ်ဖက်လုံးချီနှောင်ထားတာကြောင့်ထပြေးလို့လည်းမရပါ။ရှင်ကဘာတူလဲငါ့ကိုလှုပ်ပေးပါ။အီဟီဟီ။ မင်းကလေးငယ်မှာဓာခိုင်နိုင်သူကိုကြည့်ပြီးကြောက်လန့်နေရှာကတဟိဟိငိုယူတယ်။ငိုပါနဲ့မင်းကလေးကျွန်တော်ကတင့်ကိုအေးချမ်းရအရက်ပို့ပေးမဲ့သူပါ။ခလို့ပေးပါရှင်ကျွန်မတောင်းမှန်ပါတယ်။သူလူကသူ့ကိုတောင်းမှန်တိုးရှုနေတဲ့မင်းကလေးငယ်ကိုနည်းနည်းမျှပဲဂယုနာမတက်မိပဲလက်ထဲကကင်ထားတဲ့ဌာနဲ့မင်းကလေးငယ်ရဲ့လယ်ဘင်းကိုတိကနေနေအောင်ဖျက်ချလိုက်တယ်။မင်းကလေးငယ်ရဲ့နာကျင်စွာအဟိတန်နဲ့တူပြက်နေတဲ့လေပင်မှာသေးစိမ့်ရှင်ရှင်တို့က ပွက်ကနေပွက်ကနေဖြင့်အလူရဲ့ပန်းထွက်နေတယ်။မင်းကလေးငယ်ဟာမျက်ဖြူဆိုင်ရင်စန့်တကင်ငင်ဖြစ်ကတေးဆုံးသွားတယ်။ဓာတ်ကင်ထားတဲ့လူကြီးဟာမင်းကလေးလေးဝင်းထက်မှစီးကျလာတဲ့သွေးကိုခွက်ဖြစ်ခံယူလိုက်တယ်။ ပြီးတော့မဲနေနေတဲ့ရုပ်စုအကြီးတန်းလာတဲ့ရုပ်တုကိုပတ်ဖြန့်လိုက်တယ်။စနေသမီးအပြူစင်လေးချောင်းတွေကိုတောက်တုံးမှာပြီးတော့ကျွန်ုပ်ကိုအစွမ်းအထက်ဆုံးဖြစ်တဲ့ကဝေးအဆင့်ရောင်ကူညီပေးပါဆိုတဲ့စကားကိုလည်းရှင်းပြလိုက်တယ်။အားလုံးပြီးတော့ကြားရုပ်ပါတဲ့လူမှာရစ်စင်ထဲမှာမင်းကလေးလောင်းကိုတဲထုံးလိုက်တယ်။ ထားခင်ရဲ့မိဘတွေနဲ့ရွာသူရွာသားတို့ဟာမင်းကလေးတို့မြင့်ချိုးတဲ့နေရာကိုရောက်ရှိလာပြီးတမီးလေးကိုရှာဖွေတယ်။သို့တော့တမီးလေးရဲ့အရေးအယောင်များပြီးရှာမတွေ့တော့ပါ။တော်တွင်မှာလင်းမြန်စွာပင်မဲမောင်ပြီးညအချိန်ကိုဝင်ရောက်လာပါတော့တယ်။လူကြီးတွေဟာလက်လျှော့ပြီးတော့ထားခင်ကိုရှာမြတဲ့အဆုံးအင်ကိုပြန်လာခဲ့ကြတော့တယ်။ဤသို့ဖြင့်တော်တွင်မှာပညာရှင်တက်နေတဲ့လူကြီးဟာနောက်ဆုံးမှာပညာရှင်တက်ရန်စနေသမီးအပြုအစင်တယောက်ရဲ့သွေးနဲ့ပူဆောင်းရန်သာကြံတော့တယ်။စနေသမီးအပြုအစင်ကို ရှာဖွေရင်တာဝန်ယူတဲ့အောင်တင်ဟာရွာအနှက်လှည့်လည်ရှာဖွေရင်တာလွန်းရွာတို့ရောက်လာခဲ့ပါတော့တယ်။စနေသမီးပြူတွေပျောက်သွားတဲ့တရင်ကိုကြားရတာကြောင့်တာလွန်းဟာရွာထဲရှိစနေသမီးတို့မှာအိမ်ထဲမှာအိမ်မြေကိုမထွက်ရဲကြတော့ပါ။ဒါကြောင့်အောင်တင်အတွက် စနေသမီးပြူရရင်ခက်ခဲသွားတော့တယ်။ ဒါကြောင့်တိုးရဲမှာကျန်ခဲ့တဲ့ပညာရှင်တက်ပညာသည်မှာလည်းအခက်တွေ့နေတယ်။နောက်ဆုံးတရားဝဲကျန်တော့တဲ့အောင်တင်းစနေသမီးအပြုံစင်ကိုဒီနေ့ရအောင်ရှာလာခဲ့။ထူလူရဲ့တစ်ချက်လုံးအမိန်ကြောင့်အောင်တင်းကြောက်ရွံ့သွားတယ်။နောက်ဆုံးတရားဖြစ်တဲ့စနေသမီးကို သူ့ဘယ်မှာရှာမိမှန်းသူမသိတော့ပါဘူး။ မောင်ကြီးကဟာတရားထိုင်နေရင်အာယုံထဲမှာဆရာသခင်ရဲ့အတန်ကိုကြားလိုက်ရတယ်။တပည့်ကြီးငါတပည့်ကြီးအတွက်တာဝန်ကျလာပြီးကံတောင်ကြီးရမှာစနေသမီးအပြုံစင်သွေးနဲ့ပညာရှင်အဆင့်တက်နေတဲ့ကဝေကောင်ရှောင်းနေတယ်။သူ့ကြောင့်အပြစ်မဲ့တဲ့မင်းကလေးငယ်လေးလေးတေးဆုံသွားချရပြီးနောက်ထပ်မဆုံးရှုံးရအောင်သွားပြီးနှိမ်နေမှာမောင်ကြီးကလေးဆရာသခင်ရဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်ပဝင်းကျင်ရွာမှာကြားရတဲ့စနေသမီးမင်းကလေးများပျောက်နေတာနဲ့ဆက်ဆက်မိတယ်။ ို၍တေချောင်းစုံစမ်းကြည့်ရာစနေသမီးဖြူစုစုပေါင်း6ရောက်ပင်ပျောက်ဆုံးနေပြီဖြစ်တဲ့တရွာထဲရှိမင်းကလေးမှပျောက်တည်မဟုတ်ပဲရွာနဲ့ပျောက်နေခြင်းဖြစ်တဲ့အနောင်ဆန္ဒပဲပြန်မရပါယခုလာမယ့်လာပြည့်နေ့ဟာ နက္ခတ္တရာဆောင်နေပြီးပညာရှင်တက်ရင်အကောင်းဆုံးချိန်ဖြစ်တဲ့ဒါကြောင့်စနေသမီးပြူတွေကို လိုက်ဖမ်းတဲ့လူဟာယနေ့မှစနေသမီးပြူကိုမရရအောင်ရှာဖွေဖမ်းယူလိမ့်မယ်လို့သူတွေးထားတယ်။ဒါကြောင့်တောင်းလုံးရွာထဲရှိစနေသမီးပြူတွေကိုယနေ့မှမြည်သည့်နေရာမှာမသွားရန်ပြောပြီးတော့အစီအစဉ်ဆွေးနေတယ်။ထိုကဝေကောင်ရဲ့နေရာကိုအတိအကျသိရရင်အစာနဲ့မြားခေါ်ရလိမ့်မယ်။ရွာထဲမှာတတိရှိရဲ့စနေသမီးကိုအစာအဖြစ်မြားခေါ်ရန်လဲအန်တီရဲ့မြားလွန်လာတဲ့အတွက်သူကြံရခတ်နေတယ်။ ဒါကြောင့်စနေသားဖြစ်သူတပည့်မောင်ထင်ပေါ်ကိုမင်းကလေးအဖြစ်ပြင်ဆင်ပေးလိုက်ပြီးကဝေကောင်ကိုမြှခေါ်ရန်လုပ်တဲ့ထင်ပေါ်ဟာသူရတတိနဲ့ပြည်စုံသူဖြစ်တာကြောင့်ယခုကိစ္စမှာများစွာအကူအညီပေးနိုင်လိမ့်မယ်။သို့တော့ထင်ပေါ်ကိုလုံးဝမင်းကလေးနဲ့တူအောင်ပြင်ဆင်ပေးလိုက်ပြီးတော့အင်းတစ်ချက်ကိုလည်းတိုက်ထားလိုက်တဲ့ထိုအင်းမှာကိုလုံးအကာအကွယ်အင်းဖြစ်တဲ့ ပြီးတော့ထင်ပေါ်ကို လူပြည့်ရနေရာကိုပို့ထားကညှားခေါ်ရန်ပြုတယ်။ထင်ပေါ်လည်းဆရာခိုင်းတဲ့အတိုင်းကနေ့ကရလုပ်ပြီးလူအသွားအလာဖြတ်တဲ့နေရာမှာသွားပြီးတော့ညှားခေါ်တယ်။မနေ့ပိုင်းမှာမတင်ကားတဲ့လူတယောက်မှမရှိပါဘူး။ သို့သောညနေပိုင်းမှာတော့ဘားမီဖဖားပေါပွားကြီးဝတ်ထားတဲ့လူတယောက်ဟာထင်မရှိရနေရကိုရစ်တီရစ်တီလာလို့တဲ့လူရဲ့လူချေကိုအကဲခံနေတဲ့ရှင်ရဲ့ဘူသူရှာနေတဲ့စနီသမီးဖြူကိုတွေ့ရပြီဖြစ်တာကြောင့်အလင်မပေးပဲစောင့်နေတယ်။ထင်မလဲသတိကြီးကြီးထားကထိုလူကိုအကဲခတ်တယ်။ထိုလူဟာကဝေကောင်းရဲ့တပည့်သားဖြစ်လိမ့်မယ်။ခွန်အားပလာကြည့်ပြီးလူကောင်ထွားတယ်။ ခဏအကြာထူလူဟာထင်ပေါ်အနောက်ကိုကတ်လာပြီးမေးစေးဖြစ်တူကတိုးရဲကိုအမြန်ထမ်းခေါ်သွားတော့လေထင်ပေါ်ကတော့မေးချင်အောင်ဆောင်ပြီးထူလူရဲ့ပခုံးပေါ်ပါသွားလေတော့လေထူလူက ဟာဒီစနေသမီးကလင်းလိုက်တာဘလောက်များအစာစားထားလဲမသိဒီနေ့ပြီးရင်ငါဆရာရဲ့အဆင်ကလုံးဝပြိုင်ဆန်ရှားသွားပြီးငါလည်းဆရာရဲ့ပြိုင်ဆန်ရှားတဲ့ဘက်အဖြစ်လုပ်ရတော့မယ်ထူလူတိုးရဲပြင်းနေရင်တကူရဲစကားပြောနေတယ်ထင်ပေါ်ကသူ့ပခုံးပေါ်မှာနေပြီးမေးမြန်းချင်အောင်ဆောင်နေတယ် ထိုလူပြောသမျှကိုအတိုင်းသားကြားနေရတယ်။တောထက်ထက်ကိုချက်ကျော်ပြီးနောက်ဒါလဘတ်ဆိုင်နဲ့မိုးကထားတဲ့တဲကြီးကိုရောက်လာတယ်။ထိုလူဟာထင်ပေါ်ကိုဆီယံရှိရာအခန်းထဲကိုဝင်ပြီးတော့ချလိုက်တယ်။နောက်ဆုံးအဆင့်အတွက်စနေသမီးပြပါဆရာ။စနေသမီးကိုရှာခဲ့လို့ဒီကနေ့အရန်ဝေးกว่าတဲ့နေရာမှာရှာလို့ကြာသွားတာပါ။ အေးအချိန်မီရလာတာကိုပဲကျေးဇူးတင်ပါပြီအောင်တင်ဒီညဟာပညာအဆင့်တက်ဖို့အကောင်းဆုံးညပဲဒီတော့မိန်းကလေးကိုရစ်စင်မော်ထားပြီးအမွှေးနှစ်သားရည်တွေနဲ့ပတ်ဖြန်းထားလိုက်ဒီမိန်းကလေးဟာငါ့အတွက်နောက်ဆုံးပညာဆင့်အဆင့်တက်လို့ရမယ်သူပဲဟုတ်စိတ်ချပါစရာဗလာကောင်းကောင်းတဲ့လူဟာထင်ပုံကိုကပ်ပွေလိုက်ပြီးရစ်စင်မော်ကိုတင်ထားလိုက်တယ်ရစ်စင်ထဲမှာသွေးစိမ့်ညီနက်များမှုန်နေတယ်ထင်ပုံလည်းအောင်းကြီးတီးခတ်ပြီးဆရာဖြစ်သူအလာကိုစောင့်နေတယ် မောင်ရီကဒီညအချိန်ကိုဆောင်ရင်တဖြည်းဖြည်းညှင်းနှက်လာတယ်။သို့သောထင်ပေါ်ရှိတဲ့တောနဲ့ထဲကိုရှာလာခဲ့တယ်။တောထဲရှိကဝေကောင်ဟာသူ့ရှိတဲ့တောပတ်ဝန်းကျင်အနှံကိုအဆောင်အပြည့်ချထားတယ်။ယနေ့ညဟာသူ့အတွက်အရေးကြီးဆုံးအချိန်ဖြစ်တဲ့အတွက်ပိုပြီးဂရုတစိုက်လုပ်နေရန်ရှိတယ်။မောင်ရီကမိမိအတွက်အချိန်ကြန့်ကြာမှဖြစ်တာကြောင့်ဥရုယခဘလူကြီးကိုဆန္ဒချိုးကဝေကောင်ရဲ့အဆောင်တွေကိုရှင်းလင်းခိုင်းနေ ြီးတော့သူကိုယ်တိုင်ကတော့တောထဲကိုဝင်လာခဲ့တယ်။ကဝေးကောင်းရှိရာတောထဲကိုရောက်လာတော့မြားပြလာတဲ့တက်စီတရေတပတ်ကြီးတွေကိုတွေ့လိုက်ရတယ်။မောင်ရီကလည်းထိုတရေတပတ်ကြီးတွေကိုရှစ်ကွက်အင်းဖြစ်ဖြစ်ကထိန်းချုပ်ထားလိုက်တယ်။ဘသူကဒီတိလာပြီးအတင့်ရဲနေရလဲကွာ။ဗလာကြီးကြီးဂင်တူတူနဲ့လူကမောင်ရီကလေးကိုမြင်ရင်စီးကြိုကတားလိုက်တယ်။မောင်ရီကလေးထိုလူရှေ့ရက်ပြီးတီကြီးရဲ့အတန်ဖြစ်ငါရှေ့ရဖေပါဟာဟာဟာလွယ်လာကြလားကွာဟမ် ဒီနေရာဝင်လာတဲ့ကမင်းကတေလူဖြစ်နေပြီဆိုတာမင်းသိလိုက်တဲ့ ਨੇ အပြောမကြည့်ပါနဲ့အောင်တင်မင်းကဘာကောင်လဲဆိုတာငါသိတယ်မင်းတို့လိုအကောင်တွေကိုငါရှင်းလာခဲ့တာမနေဘူးတော်တော်လေးလုံးကြည့်တဲ့ကောင်မင်းငါဘာကောင်လဲဆိုတာပြရသေးတာပေါ့ထို့သို့ဆိုပြီးတော့ထိုလူကမန်နန်တဲ့ဘုတ်ကိုယွန့်လိုက်တယ် ပြီးတော့အဝတ်တွေကိုချွတ်လိုက်တဲ့ခဏကြာထူလူဟာအမွေးမြင်တန်းရှော့ရှာတွေထွက်လာပြီးလူတစ်ပိုင်းကြားတစ်ပိုင်းဖြစ်သွားတယ်။ခဏကြာတော့လုံးဝကြားကြီးတကောင်ဖြစ်ပြောင်းလဲသွားတော့တယ်။အဝါရောင်အစင်းချပါတဲ့အေယာမ9000ကြားကြီးတကောင် ဖြစ်တယ်။ဝေါဝေါဝေါ ထွေချားကြီးဟာဟင်းတံပြူရင်မောင်ရေခဲထံတလန်းချင်းစီဝင်လာတယ်။အချိန်လဲတိတ်မရှိရတဲ့အတွက် မောင်ရေခဲဟာဘလူးအင်းချက်ကိုထုတ်ကအသက်သွင်းလိုက်တဲ့ခဏကြာမှတော့ကျေးနီအောင်အင်းဘလူးကြီးထွက်လာပြီးကိုးတော်တမန်းချားနဲ့ချကြတယ်။မောင်ရေခဲလည်းတဲတဲ့ကိုဝင်သွားရာကဝေကောင်ကစက်တီနဲ့တားထားလိုက်တယ်။မောင်ရေခဲလည်းထိုကဝေစက်ကိုဖြတ်ပြီးတော့ဝင်လာတယ်။ဟာဟာဟာတဲ့လူလူကဒီနေရာထိလိုက်လာနိုင်တယ်ဆိုတော့အစွမ်းကမသေးဘူးပဲ။အဝင်လမ်းမရှိပြီးအပြန်လမ်းမရှိတော့တာမင်းမသိလို့နေလိုက်မယ်တကယ်လေး။ အပြုံးမကြည့်နဲ့ကဝေကောင်မိဟာများသူများသားသမီးပြူတွေကိုကိုချင်းမဆာမနာတတ်ရတဲ့ကောင်တင့်လိုကောင်ကလူလောကရဲ့အငြိအကျေးတသက်ပဲအပြုံးကြီးလာကြီးလာတငယ်မင်းငါ့အောင်နိုင်တငယ်မောင်ပြန်ခေါ်ချေအေးမနိုင်လို့ကတော့မင်းသက်ပါပေးရမယ်လုံးလိုက်ဆမ်းမှာငါ့လည်းဒီလိုကြိုက်တာမင်းကိုနိုင်ငါ့ကိုကြိုက်တာလို့အေးမနိုင်လို့ကတော့မင်းပညာတွေအကုန်ဆော့ရမယ်အပြုံးမကြီးနဲ့တငယ်အလုံးနဲ့လက်တွေ့ပြပါ ထို့သောဆိုကကဝေကောင်ကဖနောက်တစ်ချက်ပေါက်လိုက်ရာမြေကြီးထဲမှစူးကျွများပါတဲ့နှွေရှင်များထွက်လာတဲ့နှွေရှင်နေအရှိရကောင်ကိုတတ်လိုက်စံအယူတော်မကြံစီနဲ့တိတ်အပြောကြည့်ရဲ့ကောင် ထို့သူဆိုကမောင်ရီခဲထံနှယ်ရှင်ကိုလွှတ်လိုက်တယ်။မောင်ရီခဲကထိုကဝေကောင်းရဲ့ဖက်နောက်မှာထိုးထားတဲ့မျက်စွာဖျားပုံတော်ကိုမြင်လိုက်ရပြီးဒေါသထွက်သွားတယ်။ဒါကြောင့်ရှစ်ကွက်အင်းကိုအမြန်ဆွဲထုတ်လိုက်ပြီးသူ့ပပက်လေကာထားလိုက်တယ်။နှယ်ရှင်ကမောင်ရီခဲထံရောက်ပြီးတွန်းကန်အားချောင်းပြန်လေကန့်ထွက်သွားတယ်။ ဟာ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 မင်းကလိုရတာငဲတာပညာက မစိုးဘူးပဲငါဒါမျိုးကိုစောင့်နေတာထို့သူဆိုကနှွေးရှင်များကိုနှစပိုးတိုးလိုက်တဲ့ရစ်စင်ပေါ်မှာထင်ပေါ်လဲဆရာကိုကူညီရင်ထလာခဲ့တယ်ထို့အချင်းရာကိုကဝေကောင်ကမြင်ပြီးဒေါသထွက်သွားတယ်သူကမင်းမဟန်ဆောင်ထားတဲ့သူကိုဒါကြောင့်မင်းငါနေရရောက်လာနိုင်တာပေါ့တတိတစ်ချက်လွတ်သွားလို့သာမင်းတို့နှစ်ကောင်လုံးပြန်လဲမရှိဘူးမှတ်လိုက်ရော့ထို့သူဆိုကထင်ပေါ်ထံအနေရင်းအောင်စက်ကျိုးကိုပြစ်လိုက်တယ် သို့သောထင်ပေါ်တောက်ထားတဲ့ကိုလုံအင်းအစွမ်းကြောင့်စက်ကျိုးမှာအနားမရောက်ခင်ပင်ပြတ်ထွက်သွားတယ်။ဟာဟာဟာမင်းတို့တွေအယမ်းစွမ်းနေကြတယ်ပေါ့ဟုတ်လား။ရှော့ဒီမှာငါ့ရဲ့မြားမိုးကိုခံနိုင်ခံကြစမ်းထို့သူဆိုကကောင်းရင်ထက်ကိုဦးကောင်းမွန်လိုက်ပြီးဂါရာရုပ်ဆိုတယ်။ ထိုအချိန်ကောင်းငင်ထက်မှမီးတောင်များပါတဲ့မြအစင်းမောင်းများစွာကရေခဲနဲ့ထင်ပေါ်တို့ထံတရက်ဆက်ထိုးချလာတယ်။ရေခဲတို့လည်းကွန်ချာအင်းကိုအသက်သွင်းပြီးကာထားလိုက်တယ်။မြားနံနဲ့ကွန်ချာအင်းတို့ထိတွေ့တဲ့ကြောင့်တဖောင်းပေါင်းအသက်မြည်ပြီးပောက်ကွဲကုန်တယ်။နှွေရှင်လည်းအပိုင်းပိုင်းပြတ်ထွက်သွားပြီးပြန်လေပျောက်ကွယ်သွားတော့တယ်။မဖြစ်နိုင်ဘူး။ခုထိငါရဲ့မြားမှုနဲ့နှွေရှင်ကိုနိုင်နေသူမရှိသေးဘူး။နင်တို့ကဘသူတွေလဲ။ငါတို့ကမင်းကိုအဆုံးသက်ပေးမယ်သူပဲ။ကဲငါအလှည့်ရောက်ပြီ။ရော့ ဒီအင်းကွက်ထဲကနေမင်းထွက်နိုင်ထွက်ဆန်းထို့သူဆိုကရွှေရောင်အင်းချက်ကိုလေးရဲဆွဲပြီးကဝေကောင်စီပြစ်လိုက်ရာအင်းချက်မှာရွှေရောင်တဖိတ်ဖိတ်တောင်းနေတဲ့ကဝေဖန်အင်းဖြစ်နေတယ်။ဟာမဖြစ်နိုင်ဘူး။အာထို့သူဆိုကကဝေကောင်ဟာမြေပေါ်လူးလိမ့်ပြီးအားကနေអော်တယ်။သူကိုရှစ်ပတ်ထားတဲ့ရွှေရောင်ကဝေဖန်အင်းမှာငရေမိတော့တွေထလာပြီးကဝေပကောင်ကိုတဖြစ်ဖြစ်လောင်ကျွမ်းနေတော့တယ်။အာ တော်ပါတော့ငါတေးရတော့မယ်။ မင်းအလဲကြနာတတ်တယ်လားမင်းသူများတမီးပြို့ကိုလဲဖြတ်ပြီးသွေးတွေအန်နေတာကိုကြည်ကောင်းကောင်းနဲ့ကြည်နေတာမလားခုကြနာလားကို့အလဲရောက်တော့တောင်းတောင်းမှမာရဲငါကိုချင်းစာတတ်ပါပြီခုမှကိုချင်းစာနေလဲတေသွားတဲ့သူတွေကပြန်မလာနိုင်တော့ဘူးမင်းလိုကောင်းကငရဲနေပဲတက်နေ တောင်းမှန်ပါတယ်ငါ့ကိုလွတ်ပေးပါငါအရှမ်းပူနေပြီမင်းပညာတွေဆိုရင်မင်းကသူ့အလိုလိုငြိမ်းသွားလိမ့်မယ်မင်းလုံးနိုင်သလားကဝေကောင်ခိတတွေးဝေးသွားတယ်သူ့အနေနဲ့ရှာခဲလာတဲ့ပညာကိုစွန့်လျင်နှမျောနေတယ်သို့တော်လည်းအသက်ပေးကရှိနေသေးတာကြောင့်ငါငါပညာတွေဆိုရင်ဒီမီးကြီးငြိမ်းပါလားငါမူသားမပြောဘူးဘူးကျန်တာမင်းတဘောပါငါငါလုပ်ပါမယ်ထိုအခါထင်မောကသူညာရောဆရာ သူ့လက်ညာနေသူ့အသက်အာမမခံဘူးထင်ပေါ်သူ့အသက်ကိုတော့သူ့ပညာထက်နှမျောမှာပါတို့တို့ဆိုပြီးကဝေကောင်ကိုစောင့်ကြည့်နေလိုက်တယ်အော့ဟော့ ကဝေကောင်ကမိတံမခံနိုင်တော့တာကြောင့်ထိုးကအန်ချလိုက်တော့တယ်။ထိုးစဉ်ပညာအဆင့်တက်စဉ်ကမျိုးချထားတဲ့လူအသားတုံးနီနီရဲရဲတွေကိုတရုံမီတရုံအန်ချလာတယ်။အသားတုံး၆တုံးမြောက်မှာအန်ချင်းကိုရက်လိုက်တယ်။ထို့တိုင်းသူ့ကိုလောင်ချနေတဲ့မိက တောက်နေစေ။မင်းတို့ညာတယ်။ငါပညာရည်ဆိုရင်မင်းငိမ့်မယ်ဆိုခုကဘာလို့တောက်လောင်နေတာလဲ။ငါမူသားမပြောဘူး။မင်းပညာရဲ့နောက်ဆုံးပူးကြံသေးတယ်။မင်းညာနေတဲ့၍မိကငိမ့်မှာမဟုတ်ဘူး။ ထို့သူဆိုကမောင်ရေခဲကစိုးလိုက်တော့ကဝေကောင်ဟာမိမိရဲ့နောက်ဆုံးတိုးဝှက်ထားတဲ့ပညာဘူးကိုအန်ထုံလိုက်တယ်။အော့ဝော့ဝော့ကဝေကောင်ကခொနှစ်တုံးမြောက်အသားလုံးနဲ့မဲညစ်ညစ်ပြစ်ချွတ်ချဲအရေကိုအန်ချလိုက်တယ်။ထို့ရဲ့ချင်းသူ့အားတောင်းလောင်နေတဲ့ရွှေရောင်အင်းချက်မီတောက်ကလုံးဝငြိမ်းသွားတော့တယ်။ကဲမင်းကတာမန်လူဖြစ်သွားပြီ။အကျွေးအတွက်တန်တရားမှာပေးဆက်ပြီးတော့ မောင်ရီကဲကကဝေကောင်ကိုထိုးသွပြောပြီးထင်းပေါ်ကိုခေါ်ကတောထဲမှာထွက်လာခဲ့တယ်။ပညာမရှိတော့တဲ့ကဝေကောင်ဟာလူငယ်နှစ်ယောက်ထံပညာစွန့်လိုက်ရတာကြောင့်မိမိကိုယ်ကိုမချင်မနှက်ဖြစ်ပြီးပညာတွေကိုနှစ်မျောတက်တာဖြစ်ကယူသွားပါတော့တယ်။တဲအပြင်ဘက်မှာတော့အင်းဘလူရဲ့လက်ချက်ကြောင့်တေပွဲဝင်နေရရှာတဲ့တမန်ချားကိုတွေ့လိုက်ရတယ်။တောအဆက်တွင်ကိုရောက်တော့တာဝန်ပြီးစီးသွားပြီဖြစ်တဲ့ဥရခဘလူကြီးကမောင်ရီကဲကိုအယူအသိပြုပြီးပြောက်ကွယ်သွားတော့တယ်။မောင်ရီကဲ တို့ဆရာတပည့်နှစ်ယောက်လည်းတောမှထွက်ကမိမိရွှေရွာကို ပြန်ခဲ့ကြလိတော့တယ်။ဒီနေ့ဖတ်ပြပေးတဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။ Radio City Channel ကိုအားပေးနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်နေ့ဒီမှာလည်းဘလို့ဇလန်းလေးတွေကိုဖတ်ပြတောင်းမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်။ပရိသတ်များအားလုံးတာယာအေးချမ်းနဲ့ညာချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။